အပါဒီနေ့မေလ14ရက်နေ့မှာယနေ့ကုလသမဂ္ဂနဲ့ဗုဒ္ဓဘာသာဝင်အပေါင်းအကြောင်းအရာဆိုတော့ဒီ visa witsak ဆိုဝိတကာနေပေါ့ကဘာလုံးဆိုင်ရာကုလသမဂ္ဂရဲ့နေပေါ့ဒီနေ့မှာ on this day of witsak ဒီနေ့မှာ i stand my warmest wishes to buddhist worldwide ဆိုဗုဒ္ဓဘာသာဝင်ကဘာအနှံ့ကားသူတွေကိုနှွေးထွေးစုံအာစေတောမြတ်တာအစ်စတန်လုပ်တယ်ဆိုတာအာကန်းနန်းနဲ့လက်ကန်းနဲ့ပေးပို့တယ်ပေါ့ SD commemorate the birth ဆိုဗုဒ္ဓဘာသာဝင်တွေက commemorate ဆိုတာဗုဒ္ဓရဲ့မွေးနေ့ enlightenment ဆိုရဲ့ဗုဒ္ဓရဲ့ဗုဒ္ဓဖြစ်ပေါ်မှုပေါ့ဗုဒ္ဓရဲ့ဉာဏ်တော်ရရှိမှုနဲ့ passing of the buddha ဆိုဗုဒ္ဓရဲ့ဒီနေရာမှာ passing ဆိုတာ အာပြန်လည်တော်မူတယ် Brain Event ပြုတယ်ပေါ့ဆန်တယ်ပေါ့ဒါတွေ commemorate အမှတ်ရတဲ့အနေနဲ့ဒီ Vixar ဆိုတဲ့ကမ္ဘာလုံးမှာဘာကြောင့်ဒီနေ့ကို UN ရဲ့ကမ္ဘာလုံးဆိုင်ရာနေ့အဖြစ်အတိအမှတ်ပြုလိုက်တာလဲဆိုတဲ့အကြောင်းအရာနဲ့ဒီကုလသမဂ္ဂအတွင်မှုချုပ်ကနေပြီးတော့ Guda Rest ကနေပြီးတော့ဆုတောင်းမြတ်တာပို့တဲ့အကြောင်းရင်းက The Buddha's teachings of the compassion Buddha ရဲ့ teachings ပါ teaching တွေ တရားဓမ္မတွေပေါ့အဆုံးအမတွေ of compassion karuna tolerance အတိခံနိုင်မှုစွမ်းအား selfless service ဒီ selfless ဆိုတာကတော့ကိုကြိုးပပတဲ့ဖြူစင်တဲ့ service စွမ်းဆောင်မှုတွေ resonate deeply ဆိုတာဖြစ်တယ်တဲ့ဟန်ချက်ညီစေတယ် deeply ဆိုတာနှတ်ဆိုင်ဆိုတာဟန်ချက်ညီစေတယ် အဲ့ဒါဟန်ချက်ညီတာကို resonate to ခေါ်ရဲတဲ့အဲ့ with the values ဆိုတာစံနှုန်းတွေ of the united nations ဆိုကလောသမဂ္ဂရဲ့စံနှုန်းတွေနဲ့လဲဟန်ချက်ညီတယ်ဆိုရဲ့အကြောင်းကိုပြောပြတယ်ဒါကြောင့်မို့ကလောသမဂ္ဂမှာဒီလိုနေတူနေမြတ်တခုကိုကမ္ဘာအဆိုင်ရာအတိမတ်ပြုတာဒီ visa ကနေနဲ့ဘလောက်ဗုဒ္ဓဘာသာဝင် မှမက တခြားသောဘာသာဝင်တွေအနေနဲ့လဲဒီလိုမျိုးတုံးချက်ကိုကရုဏာရှိရမယ် tolerance တိခဏနိုင်မှုရှိရမယ်ကိုကျိုးမပါတဲ့လှုပ်ဆောင်ချက်တွေက UNS စံနှုန်းတွေနဲ့ညှိတယ်ဆိုတော့ဒီဟာကလူသားအပေါင်းတွေနဲ့အနေနဲ့ဟောစံတန်ဖိုးတူမယ်လို့လည်းညွှန်လင်းပါတယ် in the era era ဆိုတာ kit or performed global challenges ပေါ့ဒီနေ့ကဘာကြီးမှာစိန်ခေါ်မှုတွေ deep ဆိုတာနက်နက်ရှန်ရှန်ရှိနေတဲ့ကာလမှာ this timeless principle must got ဒီလိုဘုရားရဲ့ timeless ဆိုတာအဆုံးမဲ့ဒီ မူဝါဒဒီ principle ဆိုတာခုနအချက်၃ချက် compassion tolerance selfless တွေဒါက guide ဖြစ်ကိုဖြစ်ကမယ် our share ကျွန်တော်တို့